အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးနှစ်ခုရှိပါတယ်အာပထမတစ်ခုကတော့ကျွန်တော်တို့အာနိုင်ငံတကာသုံးရွှေချိန်တော်ရမှာသုံးတဲ့အလေးချိန်နေနဲ့အာမြန်မာအလေးချိန်နေရဲ့ဆက်သွယ်ချက်လေးရယ်ကျွန်တော်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံအာရွှေဈေးကွက်မှာကျွန်တော်တို့ခံမှန်းရွှေဈေးကိုဘယ်လို တွက်ချက်နေတယ်လဲဆိုရဲစနစ်ကလေးရဲ့အဲ့တစ်ခုလေးကြောင်းပြောပြချင်ပါတယ်။ဟုတ်ကဲ့ပထမတစ်ခုအနေနဲ့ကျွန်တော်တို့နိုင်ငံတကာသုံးအဲရွှေချိန်တွေတဲ့အလေးချိန်နေနဲ့မြန်မာလေးချိန်တို့ရဲ့အဲဆက်သွယ်ချက်လေးဖြစ်တဲ့ကျွန်တော်တို့ဒီမြန်မာအလေးချိန်ပေါ့ရွှေတစ်ချက်သားမှာဆိုလို့ရှိရင်ကျွန်တော်တို့16.329 325 32ဂရမ်ရှိတယ်။ပြီးရင်ကျွန်တော်တို့ရွှေတစ်ချက်သားဟာကျွန်တော်တို့အဲတုံညတ်တသမ5.6အောင်စရှိတယ်။အဲပြီးရင်ကျွန်တော်တို့ရွှေတစ်ချက်သားဟာတုံညတ်တသမ5.5 try အောင်စရှိတယ်။အဲပြီးရင်ကျွန်တော်တို့1000ဂရမ်ပေါ့နော်1000ဂရမ်ဆိုတာ1 1kg ပေါ့ 1kg မှာဆိုလို့ရှိရင်ကျွန်တော်တို့က61ကြက်3ဘင်းနဲ့6ရီးတစ်ကြမ်းရှိတယ်ပေါ့ဗျာအဲ 1000kg ပေါ့ 1000kg လို့ပြောရင်ကျွန်တော်တို့ကဒဒံပေါ့ဒဒံမှာရွှေပဲနှစ်ပိတ်တာရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့က632.39ပိတ်တာရှိတယ်ပေါ့ဗျာဒါကတော့ကျွန်တော်တို့နိုင်ငံတကာရွှေချိန်တွေတဲ့အလေးချိန်နေမြန်မာအလေးချိန်တို့ရဲ့ဆက်သွယ်ချက်လေးပဲဖြစ်ပါတယ်အဲဒုတိယတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဒီမြန်မာရွှေဈေးကွက်မှာရွှေဈေးတွေဘယ်လိုဖွင့်နေတယ်လဲပေါ့နော်ရွှေဈေးဖွင့်နေတဲ့စနစ်ကလေးတစ်ခုကြောင့်ကိုကျွန်တော်ပြောပြချင် ချင်ပါတယ်အဲအဲ့ဒါလေးကိုမပြောခင်ကျွန်တော်တို့ try on စပေါ့ try on စနဲ့မြန်မာလေးချင်ရဲ့အဆက်သွယ်ချက်လေးကိုပြောပြချင်ပါတယ် one try on စမှာဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ချက်14ပဲနဲ့အဲ၄ရွေးရှိတယ်ပေါ့ဗျာပဲလို့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကပဲ30နဲ့အဲ၄ရွေးရှိတယ်ပေါ့အဲအဲ့ဒါကိုပဲကျွန်တော်တို့ကစက်သားကြီးပဲအဲပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ1.3 ကိုတုံည625ကြက်သားဆိုပြီးတော့ရှိရပေါ့ဗျာဒီနေရာမှာတော့ကျွန်တော်တို့အရင်တုန်းက16.6နဲ့အတွက်တုန်းကဆိုလို့ရှိရင်တော့1.85ကြက်သားဆိုပြီးတော့ ထွက်တယ်ပေါ့ဗျာအဲအခုကတော့ကျွန်တော်တို့က16.3နှစ်9 3နှစ်5အဲ3နှစ်နဲ့တွတ်တာဖြစ်တဲ့အတွက် one try အောင်စမှာဘယ်လောက်ကြက်သားရှိတယ်လဲဆိုရင်1.3 9 3 9 6 2 5ကြက်သားဆိုပြီးတော့ရှိတာပေါ့ဗျာအဲ granite try အောင်စရဲ့ဆက်သွယ်ချက်ပေါ့နော် granite try အောင်စဘယ်လိုဆက်သွယ်မှုရှိတယ်လဲဆိုရင်ကျွန်တော်တို့1 try အောင်စဆိုလို့ရှိရင်ကျွန်တော်တို့က31.3 9 3 4 6 9 6 8 grand ဆိုပြီးရှိတယ်ပေါ့ဗျာအာ OBR ဆိုလို့ရှိရင်ကျွန်တော်တို့ကအခောက်ရွှေတကြက်သားပေါ့အခောက်ရွှေတကြက်သားရဲ့ခံမှန်းဈေးနှုန်းကိုဈေးကွက်ထဲမှာဘယ်လိုတွက်ချက်နေတယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့က ကမ္ဘာရွှေစည်းရှိတယ်ဗောဗျာကမ္ဘာရွှေစည်းကိုကျွန်တော်တို့ကဘယ်ရသိနိုင်တယ်လဲဆိုလို့ရှိရင်အာ Bloomberg တို့အာပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ application လေးတွေဖြစ်တဲ့အာ Kitco တို့ပါတော့ဗောနော်သူတို့စီကနေပြီးတော့ကျွန်တော်တို့နေ့စဉ်အာကမ္ဘာရွှေစည်းလေးတွေတင်ပေးနေတာရှိတယ်အဲ့ဒီရွှေစည်းလေးတွေကိုကျွန်တော်တို့ကကမ္ဘာရွှေစည်းကိုတီးမယ်တီးပြီးရင်ခုနကတည်းကကျွန်တော်တို့1 try on စမှာရှိတဲ့အာ1.3 6365နဲ့ချက်သားနဲ့စားလိုက်မယ်ပေါ့ဗျာစားလို့ရလာတဲ့ရက်လက်ကိုကျွန်တော်တို့ကဈေးကွက်မှာပေါက်နေတဲ့ဒေါ်လာပေါက်ဈေးနဲ့မြှောက်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခောက်ရွှေတစ်ချက်သားရဲ့တန်ဖိုးကိုရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးကျေးဇူးပါ